ကချင်ပြည်နယ်ပူတောင်မြို့မှာတေဒါထွက်ရာတီပေါ်ကြောက်ကြဘိုးတွေဈေးကောင်းပေးဝင်နေတူတွေမြပြလာကကြောက်ကြဘိုးအချောက်တပိတ်တာကိုကြက်6သိန်းကနေ8သိန်းအထိဈေးရှိနေတယ်လို့ဒေတာခန်တွေထံကလည်းသိရပါတယ်နေစကိစခန်းတွေပြန်လည်ဖွင့်လှစ်ခြင်းတွေကြောင့်တရုတ်ပြည်သူတင်ပို့အားကောင်းတဲ့ကြက်ကြဘိုးတွေမှာယခုနှစ်မှာဝေယူများပြားနေပြီးဈေးနှုန်းတွေမှာလည်းယခင်နှစ်တွေထက်ကြက်သသိန်းကျော်အထိတိုးမြင့်လာတယ်လို့ဒေတာခန်တယောက်ကပြောပါရယ် အရင်နှစ်တွေကဈေးကအရင်မကောင်းခဲ့ဘူးဒါကလည်းနေဆက်မောင်ကိုလမ်းတွေကပဲလာရတော့အတော်လေးအဆင်မပြေခဲ့ကြဘူးဝေသူလေးနေပါတယ်ဒီနေ့တော့အခုနိုဝင်ဘာလဝင်ကာစပဲရှိသေးတယ်ဝေသူတွေအတော်လေးများလာတယ်ဈေးကောင်းတယ်လေပေးဝေကြတယ်ဒါပေမဲ့ဘူတောင်လမ်းတွေကပိတ်နေတော့ထင်သလောက်အလုပ်မဖြစ်မှာပဲစိုးရိမ်နေရတယ်လို့၎င်းကပြောပါတယ်ရခိုင်နှစ်တွေကကြောက်စဘိုးအချောက်တပိတ်တာကိုကြက်၄သိန်းကနေ၅သိန်းခွဲကြာရှိခဲ့ပြီးယခုနှစ်မှာကြက်၆သိန်းကနေ၈သိန်းကြာပေးဝေနေကြတယ်လို့သိရပါဗျ။ လက်ရှိမှာကြောက်ကြဘိုးရှာဖွေတူတွေမှာလည်းနေမြေမငိန်တက်မှုတွေကြောင့်စိုးရိမ်နေရပြီးစီးပွားရခက်ခဲအခြေအနေတွေကြောင့်ဒါဈေးကောင်းပေးဝင်နေတဲ့ကြောက်ကြဘိုးတွေကိုလိုက်လံရှာဖွေနေရတယ်လို့ကြောက်ကြဘိုးရှာဖွေတူတအူးကပြောပါရယ်ပူတော်ဒေတာမှာကနေမြေမငိန်တက်တော့အရင်လိုလွတ်လွတ်လပ်လပ်သွာလာရှာဖွေလို့မရဘူးအခုကဈေးကောင်းပေးဝင်နေလို့ဒါမိသားစုအခက်ခဲတွေကြောင့်အရေးစွန့်ပြီးရှာဖွေနေကြရတာအရင်လိုအဝေးကြီးတွေမှာတော့ထွက်ရှာတဲ့တူတွေနေပါပါရယ်အနီးနားလောက်မှာပဲထွက်ရှာကြတယ်လို့၎င်းကပြောပါရယ် ကြောက်ကြဘိုးတွေကိုပူတော်မျိုးအထက်ပိုင်းရေခဲတောင်ကျေရှိအဝက်ဒံကျေးရွာခါလန်းကျေးရွာဇီယာဒံကျေးရွာနဲ့မုံလန်ချောင်းပြားတလျှောက်မှာအကြီးကရှာဖွေကြပြီးနိုဝင်ဘာလကနေဒီဇင်ဘာလအထိရှာဖွေကြတယ်လို့သိရပါဗျ။